ကဲအားလုံးပဲမင်္ဂလာပါနော် CC ပါ Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ဒီကျွန်တော်တို့တော်တော်များများစိတ်ဝင်စားပြီးသိကျင်နေကြတဲ့ဒီမြတ်စန်းကြီးဆိုတဲ့ဒီဆရာနာမြန်မာရေးတဲ့ဒီတချင်းတွေရဲ့ဇက်ကောင်လေးအကြောင်းပေါ့နော်ကျွန်တော်ဒီမှာဒီဆရာနာမြန်မာရဲ့အင်တာဗျူးကိုတွေ့လို့ကျွန်တော်ပြန်ပြီးတော့ဝင်မြပေးမယ်ပေါ့နော်အားလုံးပဲရှင်းအတူတူကြည့်လိုက်ကြအောင်နော်အဲ့ဒီတချင်းလေးထဲမှာဒီမြတ်စန်းကြီးဇက်ဆောင်ဒီ တချင်းဆက်လိုက်ကောင်းပါလေးပေါ့ညာဆန်းကြီးဒီတချင်းထဲမှာစားသားလေးထဲမှာတမလွန်ရွာသူညာဆန်းကြီးဘာညာဆိုရေးရလေးပါတယ်အဲ့တော့ကျွန်တော်တချို့ကမေးတယ်တကယ်ဖြစ်တယ်လားအဲ့လိုမေးတာရှိတယ်ဒါဟိုပါပေါ့ဆရာရဲ့တကယ်ဖြစ်ပြက်လားဆရာကိုယ်တိုင်ဂျုံခဲ့တဲ့ဟာလားပေါ့ပြန်ကိုကိုလေးကိုရေးလာလားပေါ့အဲ့လိုမေးခွန်းတွေတော်တော်မေးတယ်တချို့ကလည်းညာဆန်းကြီးဆိုအပြင်မှာတကယ်ရှိလားအဲ့တော့ကျွန်တော်ပေးသက်ဟိုကျွန်တော်အမှန်တိုင်းပြောနေတာကဒီအမှုပညာဆိုတာကျွန်တော်ကအမှုပညာတွေတောင်းနေတယ်ရက်တီမယ်ဖန်တီးတော့မယ်ဖန်တီးချက်တောင်းနေတယ်ရက်တီပြီဆိုရင်ကျွန်တော်ဖန်တီးစရာ အကြောင်းအရာတွေကျွန်တော်တို့ကလိုတယ်ပေါ့ကုန်ပြန်းပေါ့နော်ဒီဇလန်းဇက်ွက်တွေဒီဇက်ကကျွန်တော်တို့ဖန်တီးမဲ့အကြောင်းအရာလေးရဲ့ပြောကျင်တဲ့အိစားလေးပေါ့နော်အဲ့ဒါလေးတွေကျွန်တော်ကုန်ပြန်းလိုတယ်အဲ့လိုလိုတဲ့ခါကျတော့ကျွန်တော်တို့ကဒီဇလန်းလေးကကိုယ့်အကြောင်းတော့မဟုတ်ဘူးအဲ့တော့လူပညာသမားတွေဘုံတော့လည်းကိုယ့်အကြောင်းကြီးပဲကိုရေးနေတာတော့မဟုတ်ဘူးဒီလူလောကကြီးထဲမှာလူအတိုင်းဝိုင်းတော့ဖြစ်ပေါ်နေတဲ့လူအခက်အခဲတွေလူမှုဒုက္ခတွေထဲမှာတွေ့ကြုံရတဲ့သူကြည်ခွဲစရာကောင်းတာလေးတွေတချို့ဆိုလည်းအားကြကုန်စရာကောင်းတာလေး တချို့ဆိုရင်လည်းမခံချင်းစရာဒေါသထွက်ပေါက်ခွဲစရာကောင်းလာတယ်ကျွန်တော်တို့ကဒါတွေကိုကျွန်တော်တို့အမှုပညာနဲ့ဖန်တီးရတဲ့သဘောပါနော်မတ်ဆရာပြောတဲ့အတိုင်းပဲဒီမြန်ဆန်းကြည်ဆိုတော့ဒီဆရာစိတ်ကူးရင်နဲ့ဖန်ဆင်းထားတဲ့ဇက်ကောင်ပေါ့နော်အဲ့လိုဇက်ကောင်လိုပဲဒီဒီဗီဒီယိုလေးကြည့်ပြီးတော့သုံးပြရအောင်ကဲအားလုံးလည်းမြန်ဆန်းကြည်အကြောင်းလေးကိုဒီလောက်ဆိုတည်သွားမယ်လို့ထင်ပါတယ်နော် ကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ထားခဲ့ဖို့မမေ့ပါနဲ့ဘောနော်အားလုံးပဲချစ်ချင်းမေတ္တာဖြင့်ငြိမ်းချမ်းကြပါစေနော်